ားလုံးမင်္ဂလာပါဗျာဒီကနေ့ပါတော့ဒါယူကရိန်းနိုင်ငံပါဒါရုရှားနိုင်ငံတွင်ပိုင်းနေရဒေတာစကနေကိုဒါဒီကဇွန်လ၁ရက်နေ့ကပေါ့ဒါဒီ surprise တိုက်ခိုက်ခဲ့တာဟုတ်ဒါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဒီရုရှားနိုင်ငံကဒေတာစကနေအားလုံးကဒါတော်လေးအထိနာခဲ့တာဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ဒီယူကရိန်းနိုင်ငံရဲ့ပေါ့ဒီ operation ကိုဒါဒီ cyber war operation ဆိုပြီးတော့ပြထားတော့ဒီကြောင်းရအောင်လည်းပတ်သက်ပြီးနေနေကြောက်ဆွေးနေပြီးတော့ဒီပြမဆက်နေတယ်ပေါ့အခုဒီပြီးခဲ့တဲ့လပိုင်းတော့က အိန္ဒိယနဲ့ပါကစ္စတန်ကဖြစ်သွားတဲ့ဒီ operation center လို့ဒါဒီမနေ့ကဖြစ်သွားတဲ့ဒါရုပ်တရက်ပေါ့ယူကရိန်းကတိုက်ခိုက်လိုက်တဲ့ဒီဒုံးနေနဲ့ပေါ့အဲဒါရုရှားရဲ့ latest scan တွေအနေနဲ့ပေါ့ဒါယူကရိန်းနဲ့ဆိုရင်ဒါပိုင်ပေါ့၄00လောက်กว่าဝေးတော့ဟိုဒီလောက်กว่าဝေးနေဆိုရင်ဒါယူကရိန်းအနေနဲ့ပေါ့ဒါဒီတုနိုင်ငံတွင်ပါရတယ်ဒီမဆိုင်နေနဲ့ပြစ်မယ်ဆိုတော့ဒါဘယ်လိုမှပြစ်လို့မရတဲ့กว่าဝေးပေါ့ဒီကဒါမဆိုင်အလုံးဒါအရေးတော်အပြည့်ဒီ100 200ကျော်လောက်နဲ့ပြစ်မယ်ဆိုတော့ဒါဒီပြတ်မှတ်ချီကိုရောက်ပါဟုတ်ဒါသူတို့အနေနဲ့ ီရုရှားအတွင်းပိုင်းနဲ့ထိပိုးဒါဒီဖူတောက်လိုင်းတပ်ဖွဲ့နဲ့ဒါတိကျဆိုတော့လုံဆောင်ပြီးတော့မှတိုက်ခိုက်သွားတော့ဒီ operation နဲ့ပတ်သက်ပြီးတော့ဒါဒီအချက်တွေဒီကအချက်တွေဒါပြန်ပြီးဆွဲထုတ်ကြည့်အောင်အော်ဒါပထမအချက်အနေနဲ့ဒီရုရှားနိုင်ငံအတွင်းပိုင်းနဲ့ဟိုဒါဒီအသေးခံဒုံးနေလို့ဒါတို့ပေါင်ခိုလမ်းကြောင်းအနေနဲ့ပို့ဆောင်ပေးနိုင်တာအော်ဒီချက်နဲ့ပတ်သက်ပြီးတော့ဒါဒီရုရှားရဲ့ဒါဒီစစ်ဆေးဂိတ်စစ်ဆေးဂိတ်တွေရဲ့တော့အားနည်းချက်တွေကိုတော့တွေ့ရအောင်အော်ဒုတိယအချက်ပေါ့ဒုတိယအချက်ကဒါဒီသေခံဒုံးဒီယာနဲ့ရှိဖို့ဒါတို့အနေနဲ့ ရှင်ပြောင်းတည်ဆောင်မှုတွေလုပ်တယ်။ဒီလုံဆောင်မှုအပိုင်းမှာဆိုရင်လည်းဒါဒီသွဲကားရည်နဲ့တည်ပြီးတော့ဒီ data scan ရှိတဲ့ပတ်ပတ်လည်အတီကိုဒါတို့ဒီမောင်းနေတော့အမြန်လမ်းတစ်လျှောက်ပေါ့။ဟောဒီအမြန်လမ်းတစ်လျှောက်မှာလည်းဒါဒီစစ်ဆေးဂိတ်တွေဒါအားနည်းချက်တွေကိုသွားတွေ့ရတယ်။ရုပ်ရှားအနေနဲ့ပေါ့။ဒီခု data scan တွေရှိတဲ့ဒါ data ၄ခုလုံးဟောဒီ data ၄ခုလုံးကဒါဒီစစ်ဖြစ်မှုစစ်ဖြစ်မှုမရှိတဲ့ data တွေဖြစ်တဲ့အတွက်ဒါတို့အနေနဲ့အဟမ်းမရှိပဲဒါငယ်ပေါ်ရောနေတာကိုသွားတွေ့ရတယ်။အော်နောက်ဆုံးချက်အနေနဲ့ကဒီအခုဒီ အသေးကလုံးနေဒါတိုက်ခိုက်မှုဖြစ်သွားတဲ့ဒီ leader scan တွေအားလုံးရဲ့ပပတ်လင်ပါဒါဒီလေကတရင်တွေပေါ့ဒီရုရှားလေကစနစ်တွေကအဲ့ဒါလုံးမလုံးတာလားပေါ့ဒါရမေကုန်းထုတ်စရာဖြစ်လားအော်ဒီခုဒီရှက်တွေနဲ့ပြန်ကြည့်ရမယ်ဆိုရင်ဒါရုရှားအနေနဲ့ပေါ့ဒီကမ္ဘာပေါ်မှာဒါဒုတိယစစ်အင်အားကြီးဆုံးနိုင်ငံဖြစ်လာအော်ဒီလိုနိုင်ငံတွေနဲ့ကဒါတစ်နှစ်ကိုဒီစစ်သုံးစိတ်အနေနဲ့ပေါ့ဒါဒေါ်လာဘီလီ200လောက်ကြီးသုံးထားတဲ့နိုင်ငံတွေနဲ့ခုဒီယူကရိန်းရဲ့ဒါဒီခုတိုက်ခိုက်မှု ပိုင်းမှာဒါသူ့အနေနဲ့သူ့ရဲ့ဒီလေကာစနစ်တွေဖြစ်တဲ့ဒီ S300 400အနေနဲ့ဒါတိတိယောက်ယောက်ပြန်လဲတုံ့ပြန်နိုင်ခြင်းမရှိတော့ဘူးသူကတွေ့နေ။အော်ဒီအခုဒီယူကရိန်းရဲ့ဒါဒီအသေးခံတုံးတိုက်ခိုက်မှုရဲ့ဒါပြစ်မှတ်တည်နေတဲ့ဒါဒီ latest scan တွေနဲ့အလွန်နီးတာဖြစ်တဲ့အတွက်ဒါဘလို့မှဒါတိုက်လို့ပြန်ပြီးတော့ဒါကာကွယ်ခုခံနိုင်ရှိဘူးဖြစ်သွားအော်ဒါဒီယူကရိန်းရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြောတာဒီခုဆက်သွားတဲ့ပြဿနာကြီးကြီးပြောရင်ဒါတိုက်ခိုက်ပျက်စီးမှုအနေနဲ့ပေါ့ဒါရုရှားအနေနဲ့ဒါ TU95 ဒီဟာ ပုံကျဲလေပေါ့။ငါပြောမျိုးပုံကျဲလေပျက်စီးသွားတာပေါ့။ဒီလေနေပါတယ်။ပြင်ဒီတစ်ဖက်မှာဆိုရင်ဒီ T22 ဒီတန်ထက်မြန်တဲ့လေနေပါတယ်။ဒီနောက်ဆိုနောက်ဆုံးလေနေရတော့ဒီ Award Fifty ပေါ့။ဒီလေမျိုးသားတွေအားလုံးဒါဒီကပျက်စီးသွားတာ။ဒီကနေ့ထောက်လိုင်းတွက်ဖွဲ့နေတော့ဒီ operation ကိုဒါဒီတနေ့ခွဲချိန်ပြောတာလုံးဆောင်ခဲ့တာဖြစ်တဲ့အတွက်ဒါဒီတစ်ဖက်မှာပေါ့ဒါဆိုခြားနိုင်ငံဒါဒီပျက်စီးဆုံးရှုံးမှုအနေနဲ့ဒါဒီဒေါ်လာ9ဘီလီယံလောက်ထိဆုံးရှုံးသွားတော့ဒါဒီခု ဒါတို့ရဲ့မှာပြောမျိုးပုံကျဲလေးနေရတာဒီအုပ်ဖွဲ့အားလုံးထဲမှာစနေတာဒီ35ကြာမယ်တော့ပါဒါပြည့်စည်သွားဟောဒီချက်တွေပြန်ကြည့်မယ်ဆိုရင်ဒီ1947နောက်ပိုင်းမှာစနေတာရခြားနိုင်ငံဒါဒီမစေဒါဒီ1947ပြီခုလက်ရှိဒီရအကျိန်ကထပ်ပြီးတော့ဆုံးရှုံးမှုအားဆုံးဖြစ်သွားတော့ပြောနေတာဒီမော်စကိုအနေနဲ့ပေါ့ဒါဒီခုလက်ရှိဒါကာလမဟုတ်စပွဲကာလမှာဒါဒီနိုင်ငံရဲ့အတွင်းပိုင်းဒေသမှာရှိတဲ့ဒါကြီးမားတဲ့ဒါဒီမာပြူကကြတဲ့ဒါစစ်ပတ်ဆိုင် နေရာပေါ့တော့ဒီနေရာတွေကဒါအခုလက်ရှိနေထားရဆိုတဲ့ဒီအားနည်းချက်တွေတွေ့လာတယ်အဲ့တော့ဒီဆက်တွေကိုပဲဒါအခုယူကရိန်းကဒါညွန်ပြသွားတော့ပြောနေတာဒီရုရှားလိုနိုင်ငံမျိုးကြီးကဒါအခုလက်ရှိဒါယူကရိန်းရဲ့တိုက်ခိုက်မှုခံလိုက်ရတဲ့တွေတော့ဒါတို့အနေနဲ့ကမ္ဘာအလယ်မှာဒါအကြီးအကျယ်ဆက်ရသွားတယ်အော်ဒီချက်တွေနဲ့ပတ်သက်ပြီးတော့ဒါဆက်ရှင်းသူတို့အနေနဲ့ပုံပြမှုတွေဖြစ်လာတယ်။ပြောချင်တာဒီနောက်ဆုံးလောက်ထိသိုးသွားနိုင်တယ်ဆိုဒီ new land နဲ့ထုတ်သုံးလာနိုင်တဲ့အခြေအနေကြီးတော့ရောက်သွားနိုင်ပါ တော့ဒီတစ်ဖက်ကပြန်ကျင်ဒီ Ukraine ပေါ့ Ukraine အနေနဲ့ကဒါဒီသူ့ရဲ့ online တစ်ဖွဲ့ရဲ့ဒါဒီလုံးဆောင်မှုဒီ operation အနေနဲ့ကဒါဒီခုအောင်မြင်မှုရတယ်ပေါ့ဒါတရားတရားကတော့အောင်မြင်ဆိုပေမဲ့ဒါသူတို့အနေနဲ့တော်တော်လေးတိတိယောက်အောင်မြင်မှုရတော့တာဖြစ်တဲ့အတွက်ဟောဒါသူတို့ရဲ့ဒီ Ukraine နိုင်ငံနေနဲ့ပေါ့ဒါရုရှားရဲ့နေနဲ့အတွင်းထဲထိကိုဒါသူတို့ဝင်ရောက်ပြီးတော့ခုလိုမျိုးဒါတိုက်ခိုက်ပြနိုင်တယ်ဆိုတော့ဒီမိုင်းတစ်ခုကတင်ကြံသွားတာပေါ့နှစ်ချက်အနေနဲ့ပြန်ကြည့်ရရင်ဒီခု Ukraine အနေနဲ့ ဒီလိုရှားရတာဒီစကန်ဌာနချုပ်တွေရဲ့ဒီပပတ်နေပေါ်တာနေရာတွေကိုဒါဒီ particle triangle ကနေကြည့်ပြီးတော့ဒီ repoint လို့နေရာတွေအဒီလိုနေရာတွေဆိုတော့ခုဒီ data စကန်ဌာနချုပ်မှာရှိတဲ့ဒီ C တိုလောင်ခံတွေပေါ့အဒီလိုနေရာတွေကိုဒါသူ့အနေနဲ့ဒါအဓိကပုံနဲ့ပြောတာတိုက်ခိုက်သွားတော့ပြောချင်တာဒီခုရုရှားလိုနိုင်ငံကြီးပေါ့ဒီလိုနိုင်ငံကြီးကတော့ဒါဒီခုဒီ data တွေအားလုံးကဒါဒီ sit ဖြစ်တဲ့နေရာ data နဲ့ဒါဝေးကွာနေတဲ့နေရာတွေဖြစ်တဲ့အတွက်ဒါသူတို့အနေနဲ့44%နဲ့ဒါခက်အေး လုပ်နေတာဖြစ်တဲ့အတွက်ခုဒီ operation ဖြစ်ရကြီးကဒီနိုင်ငံကြီးအတွက်ပေါ့ဒါအိန္ဒိယလိုမျိုးပဲဒါဒုတိယသင်္ကန်းစာကြီးပေါ့ဒါပေးလိုက်တဲ့ဖြစ်ရလို့ဖြစ်ရဖြစ်သွားတော့ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့ဒါနိုင်ငံတိုင်းအားလုံးကဒီလိုမျိုးလားတူဖြစ်ရမျိုးကိုတွေ့ယူပြီးတော့ရှေ့ဆက်ဘလိုကာဝယ်စောင့်ရှောက်ပြီးတော့ဒါဘလိုမျိုးလုံဆောင်သွားတယ်ဆိုတော့ဆက်ပြီးတော့ဒါနိုင်ငံတိုင်းနိုင်ငံတိုင်းအနေနဲ့လိုင်းနာတင်အောင်ကိုဒါကျွန်တော်ညံပေးနေတဲ့အကြောင်းအရာတွေကိုပုံလျှော့